はい、皆さんこんにちは。え、私のディボの問題11番目をやびボの。え、メゴナンバー71をやび。はい、ディニアマトゥイェ顔線が飄んわびボの。でまそういシティゴをで意識するで。シティゴ、シティゴそれアデベがディ匂んぴゃれ姿が論にしてボの。え、あれをね、こうえစိတ်ထဲမှာပေါ့နော်မှတ်ထားရမယ်ဆိုတဲ့အတိအပယ်ကိုပြောနေပေါ့နော်ယုံမှုမရင်ဒီမှာဆိုရင်အစာအပိုင်းတော့ခိုဟိ 私はこれがないと目が覚めないの。これは何を指しますかあれ。D 朝いっぱいのコイズはまんなま。 ကော်ဖီတစ်ခွက်ပေါ့နော်မနေ့မှအပြည့်ပါတဲ့ကော်ဖီတစ်ခွက်ဝါတရှိဝါခိုးရီးကနိုင်တို့ငါကလေးတဲ့အဲ့ဒါမရှိဘူးဆိုရင်လည်းမဲကစာမဲနိုင်မနိုးပေါ့နော်ဆိုပြီးတော့အဲ့ဒီစာချောင်းစာချောင်းတစ်ချောင်းရှိပါတယ်တဲ့အဲ့ဒီထဲမှာပါတဲ့မြင်သားထားတဲ့ခိုးရီးရတဲ့နာနီကိုဆာရှိမော့စ်ကဘာကိုညွန်ပြနေတာလဲတဲ့သူပြောထားတယ်ဒါဆိုရင်ဒီရှိကြီးကော့ဆိုတာဘာပြောလဲခိုးရီးဆိုရီအားတဲ့ဟုတ်ပြီနော်ခိုးနိုဆိုနိုအာနိုဒါမျိုးသူပြောတယ်ပေါ့နော်ခိုးဆို အဲအဲအဲ့လိုပုံစံမျိုးတွေပေါ့နော်ဒီမှာဆိုရင်ဒီစာပိုက်ကိုဒီလိုမျိုးရှိကြီးကောတွေကဒီခိုးရင်းဆိုးရဲအားတွေဖြစ်တဲ့အတွက်အဲ့ဒါဆိုပြီးပြန်ရင်ညွန်းတာဖြစ်တဲ့အတွက်စာပိုက်ရဲ့အရှိဒါမှမဟုတ်ရင်စာပိုက်ရဲ့ကက်လျက်ပေါ့နော်အရှိတို့မို့အနောက်မှာရှိတတ်တယ်ပေါ့နော်ငါကဒါဟိုဒါမရှိရင်မျက်လုံးမပေါ်ဒါဆိုတာကော်ဖီကိုပြောတာဟုတ်ပြီနော်ဒါကြောင့်မလို့ခိုးရီဆိုတာကအစာအပိုင်းတော့ခိုးဟီးကိုရည်ညွှန်းပါတယ်ပေါ့နော်ဟဲ့ဒါချင်းအဖြစ်တခါတည်းတန်းပြောလိုက်ပြီပေါ့နော် အဲ့ဒါဆိုရင်တိုဤမေကွန်းလေးကိုဖတ်ကြမယ်ပေါ့နော်မေကွန်းလေးမှာဆိုရင်ခွန်နိုဘွန်ရှော်နီယော်ရူတိုတဲ့အဲအဲ့မှာဆိုရင်ခက်ဆီဆန်ဆိုးတိုဝါဒွန်နာဘူရှိစကာတဲ့ဒီမှာဘာတွေမှမသိဘူးနော်ခက်ဆီဆန်ဆိုးတွေလည်းပါတယ်ပေါ့နော်အဲဒီစာပိုက်ခွန်နိုဘွန်ရှော်နီယော်ရူတိုဒီစာပိုက်အရာဆိုရင်ခက်ဆီဆန်ဆိုးဆိုတာဘယ်လိုမျိုးဘူရှိစလဲတဲ့ ဟုတ်ပြီနော်လက်ရှိတော့မသိတာတွေများတယ်ဒါပေမဲ့အသိစိတ်ပူစရာမလိုဘူးဒီခက်ဆေးဆန်းဆိုးအကြောင်းရှင်းပြထားတဲ့စာကြောင်းကိုစာပိုက်ထဲမှာရှာနိုင်ရင်ရပြီဟုတ်ပြီနော်အဲ့လိုမျိုးဖြစ်တဲ့အတွက်ဘလိုမျိုးဘူရှိစ်ဘူရှိစ်ကိုမသိဘူးဆိုရင်တော့ရှစ်စ်ဆိုတာအရေးအတွေးဂုံတက်တီကိုပြောရတယ်နော်ဘလိုမျိုးအဲအရာဝတ္ထုမျိုးလဲယုံနံမျိုးလဲဒါမျိုးပြောပြီးဘာသာပြန်လို့ရတယ်ပေါ့နော်အနည်းဆက်ဆုံးက အဲ့ဒါဆိုရင် highlight လောက်ရမှာကဒီကောင်လေးခိုးနေဆိုတဲ့အာဒီရင်နဲ့သူ့ကိုပြန်ကြည့်ညွန်းလောက်တယ်ပေါ့နော်ဆောင်မွေးမှာလည်းဒါမျိုးမတိတဲ့စကလုံးတွေပါလာမယ်။ဒါမျိုးဖြစ်တဲ့အတွက်ဒါရှိတော့အဲ့မတိတဲ့စကလုံးလေးကိုမှတ်ပြီးတော့အဲအဲ့မတိတဲ့နေရာလေးကိုအဲ့စကလုံးလေးအစားထိုးထိုးသွားပြီးတော့အဖြေလေးကိုယူရမယ်ပေါ့နော်။ဆောင်မွေးမှာလည်းအမြဲဟိုတိတဲ့စကလုံးကြီးပဲလဲမလာနိုင်ဘူးလေနော်။နောက်ဆုံးကြမှာတော့ဒါရှိတရားကိုပြပြမယ်ပေါ့နော်။အတူတူပဲမတိတဲ့ပုံစံနေနဲ့ဖတ်ကြမယ်ပေါ့နော်။ ခိုဟီယိုတဲ့အိုခုနော်မူဟီတိုဟိုဒိုဟာရာနိုရှိမီကဒေခီနီကူဟီတိုယူခန်ကျူခါကာကအာရူတဲ့ခိုဟီကိုအိုခုနော်မူဟီတိုဟိုဒိုကော်ဖီကိုအများကြီးတောက်တဲ့လူတွေလောက်ခန့်ပါဆိုရင်ဒီဟာတာနိုအဲဟာတာနိုရှိမီရှိမီကိုတော့ရှုံးမသိဘူးဟာတာတော့တည်ရဲ့ဟာတာဆိုတာဒီအသားရည်ပေါ်မှာပေါ့နော်ဒီရှိမီတွေတဲ့ဖြစ်ပေါ်ဖို့ခတ်တယ်ဆိုတော့သူ့တည်တနာရလက်တစ်ခုရှိတယ်တဲ့ဒီမှာသူက ရှိမီကိုအောက်မှာရှင်းထားတယ်။အဲအမှာဆိုရင်ခါအိုရတဲနာတို့နိဒေခိရုချာအီရိုတန်တဲ့။ဒီမြက်အာဒီမှာနည်းနည်းမွေးနေရနော်။အဲနည်းနည်းလေးစွန်းချဲကြည့်မယ်ပေါ့နော်။အာဒီအောက်မှာနော်။ဒီမျက်နာတွေလက်တွေမှာဆိုရင်ဒီပေါ်လာနိုင်တဲ့အညိုရောင်အဆက်ပြောက်ဆိုဒီရှိမိဆိုအဆက်ပြောက်ကိုပြောတာပဲပေါ့နော်ဟဲ့ အဲ့ဆိုရင် coffee ကိုအများကြီးတောက်တဲ့လူတွေမှာဆိုရင်ဒီအသားရေပေါ်မှာအဆက်အပြောက်တွေပေါ်လာဖို့ခက်တယ်ဆိုတော့သူတည်တနိုင်ရလက်တစ်ခုရှိပါတယ်တဲ့။နောက်ဆက်ခိုးဟီးနီဇွန်ရောနာခိုးကားကအာရူဒါရောကာတဲ့။ဘာကြောင့်မြန်ဒီလို coffee မှာဒီလိုအချိုးတက်ရောက်မှုတွေရှိနေတာပါလဲတဲ့။ဒါဆိုရတဲ့ရှုဒီစာပိုင်းမှာတည်ရမှာက coffee အရန်တောက်တယ်ဆိုရင်ခန္ဓာကိုယ်ပေါ်မှာအဆက်အပြောက်တိတ်မဖြစ်ဘူးဖြစ်ဖို့ခက်တယ်တိတ်မဖြစ်ဘူးပေါ့နော်။ဒါကြောင့်လဲ coffee မှာဘလို့တက်ရောက်မှုတွေရှိလဲတဲ့။ ဆိုတော့ရှီခုမီဝါခိုးတယ်အားတို့ဒီမှာတွေ့ပြီးခိုးခိုးလို့ဆိုးလို့အဲ့လိုဒီလိုမျိုးပဲဖြစ်ပါတယ်ဆိုတော့အောက်ကဟာကိုဒီစာပိုက်ကြီးကိုပြန်ရင်ညွှန်းတာသူ့ရဲ့ဖွဲ့စည်းပုံဘာဘလို့ဖြစ်လဲဒီရှီခုမီကတော့အောက်ကပုံစံမျိုးပဲဖြစ်ပါတယ်တဲ့နိုင်ရောတော့အာစီမဆာနိုင်ရောတာပို့မယ်နော်တိုင်ရောဟုတ်နော်တိုင်ရောတော့ဟီကာဒီနီအတာရူတို့နင်ကန်တော့အာဒီဟာကကြတော့တိုင်တိုင်းလို့ဖတ်မှာပေါ့နော်ဟဲ့အဲ့ဆိုရင်ဒီပြန်ဖတ်မယ်နော် တိုင်ယောနိုဟီကာရီနီအတာရူတို့နိုင်ငံတော်တိုင်းတိုင်းတဲ့ခက်စီဆန်းဆိုးတို့ရောပါတယ်သူဘူရှစ်စကတေခိရုနေရောင်ကြီးရဲ့အလင်းရောင်နဲ့ဒီနေရောင်နဲ့ထိပြီးဆိုရင်လူရဲ့ခန္ဓာကိုအတွင်းပိုင်းမှာတဲ့ဒီခက်စီဆန်းဆိုးလို့ခေါ်တဲ့ဒီဓာတ်ဓာတ်ပေါ့နော်ဓာတ်တစ်ခုဒီရဝိတုဓာတ်တစ်ခုဖြစ်ပေါ်စေပါတယ်တဲ့ဒါဆိုရင်ဒီစာပိုက်ထဲမှာခက်စီဆန်းဆိုးဆိုတာဘယ်လိုတက်တိမျိုးလဲသူပြောထားတယ်နံပါတ်1ချက် အဲနှုတ်မှတ်လို့ရရပေါ့နော်နေရောင်ခြည်နဲ့ထိတွေ့မယ်ဆိုရင်လှုပ်ခန္ဓာကိုအတွင်းထဲမှာဒီခက်ဆေးဆန်းဆိုးလို့ခေါ်တဲ့ဓာတ်တွေဖြစ်တယ်ဟုတ်ပြီနော်ခိုးရေးဝါအဲ့ဒီခိုးရေးဆိုတာဒီခက်ဆေးဆန်းဆိုးပြန်ညွှန်းတာအဲ့ဒီခက်ဆေးဆန်းဆိုးဆိုတာတဲ့ရှီကူမီအာစမလဲရှီမီနိုဂန်အင်းတိုနာရုဘူရှိစမာရနင်းကိုဖူယာရှိတဲ့ရှီမာအိုတဲ့ဒီခိုးရေးကိုတာပဲရှိလို့သိမယ်ဆိုရင်ခက်ဆေးဆန်းဆိုးဆိုတာကဒီအဆက်အပြောက်တွေဖြစ်ပေါ်စေတဲ့ ်ပေါ့နော်အဆက်ပြောက်တွေကိုအတိအကဖြစ်ပေါ်စေတဲ့မာနင်လို့ခေါ်တဲ့ဓာတ်ကိုတိုးစေတယ်တဲ့နှလုံးထဲမှာမြည်ရမှာကနေရောင်နဲ့ထိရင်ခက်ဆီးဆန်းဆိုးလို့ခေါ်တဲ့အလူလူခန္ဓာကိုအတွင်းထဲမှာခက်ဆီးဆန်းဆိုးလို့ခေါ်တဲ့အဲဒီဘူရှစ်စစ်တွေရှိတယ်အဲ့ဒါကအဆက်ပြောက်ကိုအဓိကဖြစ်စေတဲ့ဒီခက်ဆီးဆန်းဆိုးဆိုတာဒီမယ်လနင်ဓာတ်ကိုတိုးစေတဲ့အရာဖြစ်တယ် ဟုတ်ပြီနော်တီတီတီမဲ့ဒီမာရင်ကိုသွားဖြည့်လို့ရနေအဖြည့်ရဒါပေမဲ့ဆက်တော့ဖတ်ကြည့်မယ်ပေါ့နော်ရှီခါရှိတဲ့ခိုဟီနီတက်ဆန်ဖူကူမာရဲတို့ပိုဒီဖာနိုရုတိုယူရှိအဲဘူရှိဆိုဟာခက်စီဆန်ဆွန်နော်ဟာတာရာကီကိုချီဆာခုရှိတဲ့ခူရဲရုတိုယူတဲ့ဟုတ်ပြီနော်ဒါပေမဲ့ဆိုတဲ့အကိုလုံးဝရှီခါရှိပြောင်းပြီအလဲပြောင်းနေဖြစ်ပြီနော်ဒါပေမဲ့တဲ့ကော်ဖီကိုဒါတောက်မယ်ဆိုရင်ကော်ဖီထဲမှာ အများကြီးပါဝင်တဲ့ဒီဖာအဲအမှာဆိုရင်ပိုလီဖနိုရူလို့ခေါ်တဲ့ဓာတ်ကကြတော့ဒီခက်ဆေးဆန်းဆိုးရဲ့လှုပ်ဆောင်မှုတွေကိုနည်း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 သွားစေပါတယ်တဲ့ဆိုရင်လူခန္ဓာကိုယ်ထဲမှာခက်ဆေးဆန်းဆိုးဆိုခေါ်တဲ့ဓာတ်တွေရှိတယ်။သူကအဲ့ခက်ဆေးဆန်းဆိုးကဘာဖြစ်စီရလဲဆိုတော့ဒီအဆက်ပြောက်ကိုအဓိကဖြစ်စီရဲ့မာလနင်ဓာတ်ကိုတိုးစေတယ်။ဒါပေမဲ့ကော်ဖီအများကြီးတောက်မယ်ဆိုရင်အဲ့ဒါမဖြစ်တော့ဘူး။ အဲ့လိုပုံစံမျိုးဘာလို့လဲဆိုတော့ coffee ရဲ့မှာပါဝင်တဲ့ဒီ polyphenol root ဆိုတဲ့ဓာတ်ကဒီခက်ဆေးဆန်းဆိုးရဲ့လှုပ်ဆောင်ကိုလှုပ်ဆောင်ချက်တွေကိုတဖြည်းဖြည်းနည်းနည်းထွားစေပါတယ်တဲ့ဆုပ်ကိုလည်းဒါကြောင့်မို့လို့ပဲတဲ့ coffee ကို normal heat အာ coffee ကို normal heat တော့ရှီမီက dekiniqui တို့ယူဝခဲ့တာဒါကြောင့်မို့လို့ပဲ coffee တောက်တဲ့လူတွေမှာအဆက်အပြောက်မဖြစ်နိုင်ဘူးဖြစ်ဖြစ်ဖို့ခက်တယ်ဆိုတဲ့အကြောင်းရင်းပဲဖြစ်ပါတယ်။ပိုလီဖာနိုလ်ကိုတက်ဆန်ဖူကူမှုခိုဟီဝါ အဘီယောနီဤနိုမီမိုနိုဒတ်တိုဤရဲဆိုတာဒါမှမဟုတ်ပိုလီဖာနိုလူတွေအများကြီးပါဝင်တဲ့ကော်ဖီအားဆိုရင်ဒီအလားပါရေးရာအလားပါမှာတောက်တဲ့အဲတောက်ဆရာတစ်ခုလို့တောင်မှပြောနိုင်တယ်တဲ့ဆိုပြီးတော့ပြောနိုင်တဲ့ပုံပဲဒါမျိုးပြောတာပေါ့နော်ဟုတ်ဒါဆိုရင်ခတ်အဲခတ်စီဆန်ဆိုးဆိုတာဘာလဲပေါ့နော်နံပါတ်1ရှီမီယိုတဲ့ဒက်ကီနီကူကူဆူ ဘူးရှိစတဲ့ဒီအဆက်အပြောက်တွေကိုဖြစ်ပေါ်ဖို့ခတ်စေတဲ့ဓာတ်တမျိုးအဆက်အပြောက်ကိုဖြစ်ပေါ်ဖို့ခတ်စေရဆိုတော့ကော်ဖီလေးเนาะအဲ့ကော်ဖီကိုတောက်လိုက်ရင်ဒီဒေကီနီကူရီဖြစ်တယ်လို့ပြောရတဲ့အတွက်အီချီဘန်ကဘာဆုနီဘန်ပိုလီဖာနိုလ်ရူဖူယာဆုအဲဘူးရှိစတဲ့ပိုလီဖာနိုလ်ရူဆိုတဲ့ဓာတ်ကိုတိုးစီတယ်ဒီမှာလေးပိုလီဖာနိုလ်ရူဆိုတဲ့အဲဓာတ်ပါဝင်နေတယ် အဲ့ဓာတ်ကိုတိုးစေရတော့မဟုတ်လေနော်အဲ့ပိုလီဖာနိုလ်ဆိုတာကော်ဖီထဲမှာပါတဲ့ဓာတ်ကိုပြောတဲ့အတွက်ဒီကက်ဆီဆန်ဆိုးနဲ့ဘာမှမဆိုင်ဘူးကက်ဆီဆန်ဆိုးနဲ့ဆိုင်တာကဒီစာကြောင်းကနေဒီရှီကာရှိရဲ့အရှိကစာကြောင်းဒီနှစ်ကြောင်းပဲတက်ဆိုင်တာပေါ့နော်နံပါတ်3မာလာနီယိုဖူယာဆူဘူရှစ်ဆိုတဲ့ဒီမလနင်ဓာတ်ကိုတိုးစေတယ်တဲ့အဲ့ဒါမှန်တယ်နော်ဘာဖြစ်လဲဆိုတော့ဒီခိုရီဝါဆိုတာကက်ဆီဆန်ဆိုးကဒီ အကြောင်းရင်းဖြစ်စေတဲ့မန်လင်နင်တက်ကိုတိုးသေးပါတယ်ဆိုလုံးဝစားပိုက်စားချောင်းကြီးကဓာတ်ရိုက်ကြီးกว่าဒီလားဒီလိုအပ်တဲ့ဒီခိုးခိုးရီနေရာမှာဒါကိုအစားထိုးပြီးတော့အဲဒီအလဲအားတွေကိုဖြုတ်ကြည့်ပြီးတော့မာလာနေကိုဖူရရှ်တေရှိမအောင်လို့တာပြောလိုက်ရင်ဒါလုံးဝအကွက်တိစာချောင်းကြီးဖြစ်တဲ့အတွက်စံပန်ကမှန်တယ်ပေါ့နော်။ဟိုက်ယွန်းပန်ကကြတော့ခိုးရီနိုနတ်ကနေအိုးခုဖူကူမာတဲ့သူဘူရှိဆွတ်တဲ့ကော်ဖီထဲမှာအများကြီးပါတာခက် ခက်စီးဆန်းဆိုးတယ်ဆိုရင်တော့သိမှာပဲเนาะကော်ဖီထဲမှာအများကြီးပါတဲ့ဓာတ်ကဒီပိုလီဖာနိုလ်ကိုပြောတာဖြစ်တဲ့အတွက်လက်ရှိတော့ဒါအဖြေကဆန်းပန်ပေါ့เนาะဆဲကာရကြတော့ဟုတ်အဲ့တော့ဆိုရင်ခက်စီးဆန်းဆိုးဆိုတဲ့အတိတ်ပဲကသူကလုံးဝခန္ဓာကိုယ်ထဲမှာပါတဲ့ဒီအောက်ဆီဂျင်ဓာတ်တစ်မျိုးပဲပေါ့เนาะဒီ reactive ဖြစ်တဲ့အောက်ဆီဂျင်ဓာတ်လို့ပြောလို့ရတယ်ပေါ့เนาะဟုတ်အဲ့အဲ့လို့ဆိုရင်တော့ဒီနားလည်မယ်လို့ထင်တယ်ပေါ့เนาะ အဲဒီ radical တွေနဲ့ကွာ free radical တွေနဲ့ reactive ဖြစ်စေတဲ့ oxygen ဓာတ်လို့ပဲမှတ်ထားလိုက်ရပြီပေါ့နော်ဟဲ့အဲဒီအာဒါလေးကိုနည်းနည်းလေးပြောရမယ်ဆိုရင်ဒီ shichi go ရဲ့အရေးပါပုံပေါ့နော် shichi go ကို ishikisuru ဒီ လူမျိုးညွန်ပြတဲ့စကားလုံးတွေကိုလည်းစိတ်ထဲမှာမှတ်ထားပြီးအသိရှိမယ်ဆိုရင်ဒီမှာဘုံရှင်နောနာကတော့ရှိကြီးကဒီစာပိုက်ထဲမှာ ပါတဲ့ဒီညွန်ပြစကားလုံးတွေရှိရယ်ပေါ့နော်အဲ့ဒါတွေကခိုရီဆိုတဲ့အာရီခွန်နိုဆွန်နိုအာနိုတွေကိုပြောပါတယ်တဲ့စုကူမရင်တော့ဘုံနောနာကနိခါခါတဲ့တေအီရုခုတ်တိုကိုစာစုခုတ်တိုကအိုးကြီးချက်ချင်းမဲ့ဒီအရှိကစာကြောင်းထဲမှာပါတဲ့စကားလုံးတစ်လုံးကိုညွန်ပြတာမျိုး များတယ်။ဒါပေမဲ့တစ်ခါလေကြာရင်လည်းဥရှိတို့နေအာရုံမတော်အနောက်မှာရှိတဲ့အရာတွေကိုဆာစုကိုတို့မို့အာဒီမတ်အရှိတို့မို့အနောက်ပေါ့နော်သူရဲ့ကက်လျက်မှာရှိတဲ့အရာမျိုးညွှန်ပြလေးရှိပါတယ်တဲ့။အလိုမျိုးအနောက်ကိုတာခွန်နှုတ်ဘအိုင်းဆိုတာဆွန်နှုတ်ဘအိုင်းဆိုတာဒီအနောက်ကိုတာညွှန်ပြတဲ့အချိန်မျိုးမှာဆိုရင်ခိုးလို့ခိုးရင်ခွန်နှုတ်အစရှိတဲ့ဟာတွေကို စကားဝါတဲ့သူကိုတို့ကအိုကြီးတုံးတာများပါတယ်တဲ့။ ီမှာဆိုရင်သူပြန်ရှင်းပြထားတယ်ဒီစာပိုက်ကိုဟီအကြောင်းလာတယ်ပြီးရင်ဝတ္တရှိဝဆိုတွေကနိုင်တို့မဲခါစာမဲနိုင်ဆိုသူရဲ့အရှိမာဒီမရနောဘောနောနာကာနိခခရတဲ့ဣရုခုတောဆတ်စုကိုရည်ညွှန်းသွားတယ်ပေါ့နော်ပြီးရင်နောက်ထပ်တကြောင်းပါဆိုရင်ဆွန်းနုရှိကုမီဝါခိုးတဲ့အာတို့စင်ဒီခိုးဆိုတာသူ့အရှိမဘာစာပိုင်းမှာမပါဘူးလေနော်အဲ့ဒါကြောင့်သူကအောက်ကစာပိုင်းကိုရည်ညွှန်းတာပဲဖြစ်တယ်ပေါ့နော်ဒါဆိုရင်ဒီ နောက်ထပ်ပေါ့နော်ဂျူနီဘန်းကိုတော့ကြိုပြီးတော့ဖတ်ထားပြီးပေါ့နော်။ဒါရှိဗီဒီယိုတင်တဲ့အခါကျမှပြန်ပြီးတော့အဖြေလေးတိုက်ပေါ့နော်။အခုကစက်သက်ဘုတ်တောင်အတူတူဖတ်ပြီးပြီဆိုတော့ကိုဟာလေးနဲ့ကိုအရင်ဦးဆုံးဖတ်ဖတ်ပြီးအဖြေရွေးအဖြေရွေးပြီးမှတော့ဒါရှိရဲ့ဗီဒီယိုကြည့်ဖို့အတွက်အဆူဆူမဲလုပ်တယ်ပေါ့နော်။ဟဲ့။じゃあ、お疲れ様です。今日はここまでです。はい、終わります。